မန္တလေးတိုင်းပြောင်ဝဲမြို့နယ်ကညောင်ကုန်းရဲစခန်းအနီးစိုးစုစစေးကကိုမရောက်တိုက်ခိုက်ခဲ့ရမှာစိုးစုအရာခံဘိုးပါဝင်လေးဦးတည်ဆုံပြီးတော့တနက်လေးလက်နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့အောင်စမ်းမြေတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ26ရက်မနက်7:00နာရီခန့်မှာပြောင်ဝဲမြို့နယ်ညောင်ကုန်းရဲစခန်းအနီးမှာပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့စစေးကကိုကြိုတင်သတင်းထောက်လန်းပြီးတော့လက်ဦးမှုရယူကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အောင်စမ်းမြေတပ်ဖွဲ့ကတာဝန်ခံကိုပါမတီကပြောပါရတယ်။ စက်ကြီးကောက်တာကိုကြိုတင်သတင်းရထားတဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့၃မိနစ်အတွင်းတိုက်ခိုက်နိုင်ခဲ့တာလို့ကိုဘာမတီကပြောပြပါရတယ်။တိုက်ပွဲကြချိန်၃မိနစ်ခန့်မှာစောစုဘက်ကပြန်လဲပြစ်ခတ်ချိန်မရခဲ့တာကြောင့်တော်လန်ကြီးတပ်ဖွဲ့ဘက်ကအထိခိုက်မရှိအောင်အောင်မြင်မြင်ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါရတယ်။တိုက်ပွဲတွင်မှာစိုးစုအရာခံဘိုးအဆင့်အပါဝင်၄ဦးသေဆုံးပြီးတော့ကျန်တဲ့စိုးစုရဲတအူးနဲ့ပြူစော်ဒီတအူးတို့မှာလက်နက်ယူပြီးတော့ထွက်ပြေးသွားပါတယ်။ တေဆုံးသွားတဲ့စိုးစု၄ဦးစီကနေတနက်၃လက်သိသိရမိခဲ့ကတနက်တလက်မှာပျက်စီးနေပြီးတော့9.56ကြီအမျိုးအစား64တောင်းဖုန်းနှလုံးနဲ့ငွေကျပ်3800တို့ကိုသိသိရမိခဲ့ပါတယ်။ဇွန်လ၈ရက်ကလည်းမကွေးတိုင်းနမောင်မြို့နယ်ကနေလာတဲ့စိုးစု၄ရင်စီတဲတဲ့စီပေါ့စာကားတစ်စင်းကိုရန်ကုန်မန္တလေးအမြန်လမ်းမှာမိုင်တိုင်262မှာအောင်စမ်းမြေတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါသေးတယ်။